မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဇမ်မောတိချင်းနေမှကျိုးစုပါတယ်ယခုပြပေးမှာက20ကြိမ်အတွက်ကစားရမယ်တတိတိတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကိုထိတ်စည်းဆိုင်အလဲတိုင်းဆိုင်နောက်ပိတ်ဆိုင်ဖြင့်ပြီးပေါက်တကွက်ကောင်းထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူအစဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာ မိတ်ဆွေများကိုပထမအဆုံးအနေနဲ့ကျွန်တော်ဒီထိတ်စည်းဆိုင်ထုတ်ယူပုံလေးတွေကိုရင်ရှင်းပြပေးမှာဖြစ်ပါတယ်ထိတ်စည်းဆိုင်ထုတ်ယူပုံကတော့ကျွန်တော်ဒီဆိုင်နှမျိုးနဲ့ကဏ္ဍတစ်လုံးကိုထုတ်သွားမှာဖြစ်ပါတယ်ပထမဆုံးထုတ်ယူပုံကတော့ကျွန်တော်ဒီလေးလုံးပေါင်းညင်အချိုးစီနီယာနဲ့ထိတ်စည်းဆိုင်ကိုတစ်ဆိုင်ထုတ်ပြပြီးတော့ဒုတိယအနေနဲ့ကျွန်တော်သုံးလုံးပေါင်းညင်အချိုးညင်နဲ့ ထိတ်စည်းဆိုင်ကိုထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။အခုထိတ်စည်းဆိုင်ကိုလည်းဆိုင်နှမျိုးစီနဲ့ထုတ်ပြလို့လေတိုင်းဆိုင်ကိုလည်းဆိုင်နှမျိုးထုတ်ပြပေးမှာဖြစ်ပါတယ်။နောက်ပိတ်ဆိုင်ကိုလည်းဆိုင်နှမျိုးစီနဲ့တထထဲထုတ်ပြသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်မိတ်ဆွေများအနေနဲ့လည်းကျွန်တော်အနေနဲ့ဒါတစိုက်ချင်းစီကိုတေချာလိုက်ကြည့်ရှုနိုင်ရန်ဖိတ်ခေါ်ရင်ဖြစ်ပါတယ်။ခုပထမဆုံးအနေနဲ့ထိတ်စည်းဆိုင်ထုတ်ဥပုံကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်။ နောက်ဆုံးထိစားယူတဲ့ပုံကတော့ကျွန်တော်ဒီလေးလုံးပေါင်းလေးလုံးပေါင်းစီနီယာအချိုးနဲ့ပဲပထမဆုံးထိစားယူမှာကတော့ဒီထိစားလေးတွေလေးလုံးပေါင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီ933ပွဲစဉ်ရဲ့ထိစား9ရင်တင်930ပွဲစဉ်ထိစား9ရင်ကျွန်တော်ဒီ341ပွဲစဉ်ထိစား3ရင်ကျွန်တော်865ပွဲစဉ်ထိစား8ရင်ဆိုပြီးတော့9 9938ဆိုပြီးတော့၄လုံးပေါင်းမှဖြစ်ပါတယ်9938 4လုံးပေါင်းခြင်းဒီကျွန်တော်တို့ပေါင်းခြင်း10လို့ရရှိတာဖြစ်ပါတယ်ဒီနေ့ဒီ905ပေါင်းတော့ပေါင်းခြင်း3ညပေါင်းခြင်း3ညဒီက3ညပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း3ည3လုံးပေါင်းခြင်း3ညဒီ10ရပေါင်းမယ်ဆိုရင်ကျွန်တော်4လုံးပေါင်းခြင်း10ဆိုပြီးတော့ရရှိတာဖြစ်ပါတယ် လေလုံးပေါင်းချင်း၈ချိုးနဲ့ပဲဒီမှာ၈၆၅ပွဲစဉ်ထိပ်စီ၈ကိုဒီစားမှုမှာကစားထားတာကိုတွေ့ရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်တပင်ကိုဆက်ပြီးထုတ်ပြမှာဖြစ်ပါတယ်နောက်ထပ်တပင်ထုတ်ပုံကတော့ကျွန်တော်ဒီ6ခွင်8ပွဲစဉ်ရဲ့ထိပ်စီထုတ်ပုံကိုလည်းကျွန်တော်ဒီ၈၆၅ပွဲစဉ်ထိပ်စီထုတ်ပုံနဲ့ဤတူထုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်6ခွင်8ပွဲစဉ်ထိပ်စီ6ကြီးလဲကျွန်တော်ဒီက၈ထိပ်စီရဲ့ကျွန်တော်ဒီက၄ထိပ်စီရဲ့ တရား6ထိပ်စီရဲ့ဒီ9ထိပ်စီရဲ့ဆိုပြီးတော့ကဏ္ဍ၄လုံးပေါင်းမှာဖြစ်ပါတယ်ဒီကဏ္ဍ၄လုံးပေါင်းတဲ့အခါမှာကျွန်တော်၄လုံးပေါင်းခြင်း9လို့ရရှိတာမို့၄လုံးပေါင်းခြင်းစီများအချိုးနဲ့ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီရှိရဲ့၄ရဲ့ပေါင်းထိပ်စီရှိရဲ့ထိပ်စီ၄ရဲ့ပေါင်းမှာဆိုရင်ကျွန်တော်ပေါင်းခြင်း1ပေါင်းခြင်း2ရဲ့ဒီကထိပ်စီ6ရဲ့ပေါင်းမှာဆိုရင်၃လုံးပေါင်းခြင်း10သုံးလုံးပေါင်းခြင်း၈နဲ့ဒီက၉ထိပ်စီနဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်၄လုံးပေါင်းခြင်း ခနှစ်ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒါမို့ဒီစားမှုရဆိုရင်65ပွဲစဉ်မှာ၄လုံးပေါင်းချင်း၈ကစားသလို6ခွန်း၈ပွဲစဉ်မှာ၄လုံးပေါင်းချင်း9လို့ကစားထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီခုပွဲစဉ်အတွက်ထိပ်စည်းကိုလည်း၄လုံးပေါင်းချင်းစီနီယာအချို့က6ဆိုပြီးတော့ကစားပေးမှာဖြစ်ပါတယ်။ဒီစားမှုရ၄လုံးပေါင်း6ထုတ်မှဆိုရင်ကျွန်တော်ဒီကထိပ်စည်း6ရဲ့ဒီကထိပ်စည်း၄ရဲ့ဒီကထိပ်စည်း၃ညရဲ့ ကျွန်တော်ဒီယခုပွဲစဉ်ထိတ်စီးရယ်ဆိုပြီးတော့ကဏ္ဍ၄လုံးပေါင်းသွားမှာဖြစ်ပါတယ်ဒီလိုကဏ္ဍ၄လုံးပေါင်းခြင်းကို6အနေနဲ့ရအောင်ပေါင်းမှာမို့ဒီက၄ရဲ့6ရဲ့ပေါင်းမှာဆိုရင်ပေါင်းခြင်း3ညပေါင်းခြင်း3ညရဲ့ဒီကထိတ်စီး3ညပေါင်းမှာဆိုရင်3လုံးပေါင်းခြင်း3ညသုံးလုံးပေါင်းရင်3ညဆိုတော့ကျွန်တော်အနေနဲ့ဒါ၄လုံးပေါင်းရင်6ဖြစ်ဖို့ဆိုရင်ယခုပွဲစဉ်ရဲ့ထိပ်စည်းကိုတော့6လို့ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်။ ဒါမို့ယခုပွဲစဉ်ရဲ့ထိပ်စည်းသည်လေလုံးပေါင်းချင်း6ချိုးနဲ့ကျွန်တော်6ထိပ်စည်းကိုကစားပေးမှာဖြစ်ပါတယ်6-5ပွဲစဉ်မှာပထမဆုံးအနေနဲ့ဒါလေလုံးပေါင်းချင်း8ချိုးနဲ့8ထိပ်စည်းကစားလို့ကျွန်တော်6ခွန်8ပွဲစဉ်မှာလည်းလေလုံးပေါင်းချင်း9ချိုးနဲ့6ထိပ်စည်းကစားတာတွေ့ပါမယ်ဒါမို့ယခုပွဲစဉ်အတွက် ျွန်တော်ဒီလေးလုံးပေါင်းရင်း6ချိုးနဲ့ပဲ6ဒေစီကိုကသားပေးมาဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့ပဲဒီထိပ်စီ6ကြားပုံကိုဆက်ပြီးတော့ရှင်းပြပေးมาဖြစ်ပါတယ်နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့ယူပုံကတော့လေကျွန်တော်3လုံးပေါင်းရင်းအချိုးညီနဲ့နောက်တစ်ပြန်စိုင်းမှုတစ်မျိုးကိုထပ်ပြီးထုတ်ပြပေးมาဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းချိုးညီယူတဲ့ခါမှာတော့ကျွန်တော်ဒီထိပ်စီး၃လုံးပေါင်းခြင်းယူတာဖြစ်ပါတယ် ထေစီသုံးလုံးပေါင်းယူတဲ့အခါမှာဒီက၃ည၄တပွဲစီရင်ထေစီ၃ညရယ်။နော်ဒီက၆၃ည၆ပွဲစီထေစီ၆ရယ်။ကျွန်တော်ဒီ၈၆၅ပွဲစီရင်ထေစီ၈ရယ်ဆိုပြီးတော့ကနန်းသုံးလုံးပေါင်းမှာဖြစ်ပါတယ်။ဒီကနန်းသုံးလုံးပေါင်းတဲ့အခါမှာဒီ၃ည၈၆ကျွန်တော်သုံးလုံးပေါင်းခြင်းဒီ၄လို့ရရှိတာဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်း၄ချိုးနဲ့ပဲနောက်တွင်မှာ ဖြစ်ပြီးတော့ကစားသွားမှဖြစ်ပါတယ်ဒီစားမှုရဆိုရင်ကျွန်တော်ဒီမှာပုံညာရရှိရပေါင်းမှဆိုရင်ပေါင်းညင်ရှစ်ပေါင်းညင်ရှိရဒီက6တိစီရပေါင်းမှဆိုရင်၃လုံးပေါင်းညင်၄လို့ရရှိတာဖြစ်ပါတယ်ဟောဒီစားမှုရ၃လုံးပေါင်းညင်၄ချိုးနဲ့ပဲအောက်ပင်မှာလည်းဆက်ပြီးကစားပေးမှဖြစ်ပါတယ်နောက်တစ်ပင်ကိုဒီ6ခွင်ရှစ်ပွဲစဉ်ထိတ်စီ6ကြီးလဲကျွန်တော်၃လုံးပေါင်းညင်၄ချိုးနဲ့ပဲ ကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။သုံးလုံးပေါင်းချင်း၄ချောဖြစ်ဖို့ဆိုရင်ဒီက6ထိပ်စီးရယ်ကျွန်တော်ဒီက6ထိပ်စီးရယ်အဲဒီက6ထိပ်စီးရယ်ဆိုသုံးလုံးပေါင်းမှာဖြစ်ပါတယ်။ဒီထိပ်စီးသုံးလုံးပေါင်းချင်းဒီ6ရယ်9ရယ်ပေါင်းမှာဆိုပေါင်းချင်း9ပေါင်းချင်း9ရယ်ဒီက9ရယ်ပေါင်းမှာဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းချင်း၄ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒီဆိုင်မှုမှာလည်း သုံးလုံးပေါင်းချင်း၄အချိုးနဲ့ပဲကိုဋ္ဌိစီရလို့အပေါ်ပင်မှာလဲသုံးလုံးပေါင်းချင်း၄အချိုးနဲ့ရှစ်ဋ္ဌိစီကိုကစားထတာတွေ့ရှိပါမယ်။ဒါမို့ယခုပွဲစဉ်ဋ္ဌိစီစီလဲကျွန်တော်သုံးလုံးပေါင်းချင်းအချိုးညီနဲ့၄အချိုးနဲ့ကစားပြီးမှဖြစ်ပါတယ်။ကျွန်တော်ဒီသုံးလုံးပေါင်းချင်း၄အချိုးနဲ့ကစားမယ်ဆိုရင်ဋ္ဌိစီသုံးလုံးပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီရတုံညာထိတ်စီရဲ့တခြားထိတ်စီရဲ့ဒီရရှစ်ထိတ်စီရဲ့ဆိုပြီးတော့သုံးလုံးပေါင်းမှဖြစ်ပါတယ်။ ဒီသုံးလုံးပေါင်းချင်းယူတဲ့အခါမှာ၃ည6ပေါင်းတော့ပေါင်းချင်း6ရဲ့ဒီက8ထိပ်စီးရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း4လို့ရရှိတဲ့အတွက်ကြောင့်ဒီစိုက်မှုမှာဆိုရင်6ထိပ်စီးသည်စိုက်မှုနှမျိုးနဲ့ကိုင်းညီတဲ့အတွက်ကြောင့်ဒါဒီခုပွဲစဉ်တွေဒါထိပ်စီးကို6လို့ကျွန်တော်အနေနဲ့ဒါကစားပေးမှာဖြစ်ပါတယ်ခုဆက်ပြီးတော့လေတိုင်းကနန်းကိုနောက်ထပ် နော်ဇယားတကွက်တစ်ခုနဲ့လေတိုင်းကနန်းကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုဆက်ပြီးတော့အလေတိုင်းကနန်းကို ထုတ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအလေတိုင်း၃လုံးပေါင်းခြင်းယူမှာဖြစ်ပါတယ်ဒီအလေတိုင်း၃လုံးပေါင်းခြင်းစီနီယာနဲ့ပဲလေတိုင်းကနန်းကို ထုတ်ပြမှာဖြစ်ပါတယ်ပထမဆုံးဒီ၈၆၅ပွဲစဉ်ရဲ့ဒီအလေတိုင်း၆ကြာချီပုံကိုအရင် ရှင်းပြသွားမှာဖြစ်ပါတယ် တချစ်ချင်ငါပွဲစဉ်အလဲတိုင်း6ကြောင်ပုံဒီလေဒီဘက်ကဒီ7နှစ်ပွဲစဉ်အလဲတိုင်း1ရယ်636ကြောင်ပွဲစဉ်အလဲတိုင်း3ညရယ်765ပွဲစဉ်အလဲတိုင်း6ရယ်ဆိုပြီးတော့ဒီကနန်း3လုံးပေါင်းอยู่มาဖြစ်ပါတယ်ကနန်း3လုံးပေါင်းမယ်ဆိုရင်ကျွန်တော်ဒီက1ရယ်3ညပေါင်းမယ်ဆိုရင်ကျွန်တော်ဒါပေါင်းရင်1ပေါင်းရင်1ရယ်ဒီက6ပေါင်းမယ်ဆိုရင် သုံးလုံးပေါင်းရင်ခုနှစ်ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်ရှိချောင်း၅ပွဲစဉ်ရဲ့6ခလဲတိုင်းဒီသုံးလုံးပေါင်းရင်ခုနှစ်ချိုးနဲ့လဲတိုင်းသုံးလုံးပေါင်းရင်ခုနှစ်ချိုးနဲ့ကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်နောက်ထပ်တစ်ပင်ကို6ခွန်8ပွဲစဉ်ရဲ့เนาะအလဲတိုင်းကဏ္ဍကိုဆက်ပြီးတော့ထုတ်ပြပေးမှာဖြစ်ပါတယ်ယခုဆက်ပြီးတော့ကျွန်တော်နဲ့ဒါ6ခွန်8ပွဲစဉ်ရဲ့အလဲတိုင်းကဏ္ဍခုနှစ် ကြပုံကိုစက်ပြီးရှင်းပြမှာဖြစ်ပါတယ်။ကိုခွင့်ရှိပွဲစဉ်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီက951ပွဲစဉ်အလဲတိုင်း9ရယ်။ကျွန်တော်ဒီ96ပွဲစဉ်အလဲတိုင်း6ရယ်။ဒီက98ပွဲစဉ်အလဲတိုင်း9ရယ်ဆိုပြီးတော့ကနန်း3လုံးပေါင်းမှာဖြစ်ပါတယ်။ဒီလဲတိုင်းကနန်း3လုံးပေါင်းတဲ့အခါမှာကျွန်တော်ဒီမှာ9ရယ်6ရယ်ပေါင်းတော့ပေါင်းခြင်း1 ပေါင်းရင်တည့်ရဲ့တရားခုနှစ်ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းရင်ရှစ်လို့ရရှိတာဖြစ်ပါတယ်။အခုဒီစာယူမှာဆိုရင်သုံးလုံးပေါင်းရင်ရှစ်ချိုးနဲ့ခုနှစ်လေတိုင်းကိုကစားထားတာတွေ့လို့အပေါ်ပင်မှာတော့သုံးလုံးပေါင်းရင်ခုနှစ်ချိုးနဲ့6ခလေတိုင်းကစားတာတွေ့ပါမယ်။ဒါမှမဟုတ်အပေါ်ပင်မှာသုံးလုံးပေါင်းရင်ခုနှစ်ခုဒုတိယပင်မှာသုံးလုံးပေါင်းရင်ရှစ်ဒါမှမဟုတ်ယခုပွဲစဉ်မှာကျွန်တော်သုံးလုံးပေါင်းရင်9ဆိုပြီးတော့ စီနီယာအနေနဲ့ကစားသွားမှာဖြစ်ပါတယ်စီနီယာနဲ့ထုတ်မှာမို့ကျွန်တော်ဒီမှာလေတိုင်းကဏ္ဍ၃လုံးပေါင်းခြင်း၉အနေနဲ့ယူမှာဖြစ်ပါတယ်လေတိုင်းကဏ္ဍ၃လုံးပေါင်း၉ဖြစ်ဖို့ဆိုရင်ဒီကလေတိုင်း၅ရယ်ဒီကလေတိုင်း၄ရယ်ယခုပွဲစဉ်အလေတိုင်းရယ်ဆိုရင်ယခုပွဲစဉ်အတွက်ဆိုရင်ကျွန်တော်ဒီက၅ရယ်၄ရယ်ပေါင်းတော့ပေါင်းခြင်း၉ပေါင်းခြင်း၉ရယ်ဒီကလေတိုင်းကဏ္ဍရယ်၃လုံးပေါင်းခြင်း ကိုဖြစ်ရမှာဖြစ်ပါတယ်သုံးလုံးပေါင်းရင်ကိုဖြစ်ဖို့ဆိုရင်ကျွန်တော်ယခုပွဲစဉ်အလဲတိုင်းကို၃ညလို့ထည့်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီဆိုင်မူရဆိုရင်အလဲတိုင်းကနန်းကို၃ညလို့ရရှိတာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့နောက်ထပ်ဆိုင်မူတစ်မျိုးနဲ့ဒီလဲတိုင်းကနန်း၃ညကိုထပ်ပြီးတော့ထုတ်ပြပေးအောင်မှာဖြစ်ပါတယ်နောက်ထပ်ဆိုင်မှုတစ်မျိုးစီလည်းကြီးသုံးလုံးပေါင်းချင်းစီမြအချိုးတိုင်း ကစားသားမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းချင်းစီမြာချိုးနဲ့နာတာဆိုင်မှုတစ်မျိုးနဲ့ကြမယ်ဆိုရင်ကျွန်တော်ဒီကလဲတိုင်းကျွန်တော်သုံးလုံးပေါင်းချင်းယူရခါမှာဒီကအလဲတိုင်းသုံးည၄တစ်ပွဲချင်းအလဲတိုင်း၄ရယ်ကျွန်တော်ဒီ၈ချောင်း၅ပွဲချင်းအလဲတိုင်း၆ရယ်ကျွန်တော်ဒီ၆သုံးည၆ပွဲချင်းအလဲတိုင်းသုံးညဆိုပြီးတော့သုံးလုံးပေါင်းကိုယူမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းယူရခါမှာတော့ဒီမှာ၄ရယ်၆ပေါင်းမှာဆိုပေါင်းချင်း ၃ညပေါင်းချင်း၃ညဒီအလဲတိုင်း၃ညပေါင်းမှဆိုရင်ကျွန်တော်၃လုံးပေါင်းချင်းဒီ၃ညလို့ရရှိသွားမှာဖြစ်ပါတယ်ဒီက၄၄၆၃ညနော်ဒီ၄၆၃ည၃လုံးပေါင်းချင်းဒီ၃ညအနေနဲ့၆ကလေးတိုင်းကိုဒီဆိုင်မှုရရရှိတာဖြစ်ပါတယ်ဒုတိယဆိုင်မှုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီက၆ကလေးတိုင်းရဲ့ဒီက9ကလေးတိုင်းရဲ့ကျွန်တော်ဒီက 6ကလေးတိုင်းဆို3လုံးပေါင်းတဲ့အခါမှာလည်းကျွန်တော်6 x 6 3လုံးပေါင်းခြင်းဒီလည်းကျွန်တော်ဒီ3လုံးပေါင်းခြင်း6လို့ရရှိမှာဖြစ်ပါတယ်ဒီ6 x 6 3လုံးပေါင်းခြင်းကို6လို့ဒီစိုက်မှုရကစားပေးတာဖြစ်ပါတယ်ဒီ6ကလေးတိုင်းရဲ့ဒီ9ကလေးတိုင်းပေါင်းမှာဆိုပေါင်းခြင်း3ပေါင်းခြင်း3ရဲ့ဒီ6ကလေးတိုင်းပေါင်းမှာဆိုရင်ကျွန်တော်ဒီ3လုံးပေါင်းခြင်း ကိုလိုရရှိတာဖြစ်ပါတယ်ဒီဆိုင်မှုမှာလည်းသုံးလုံးပေါင်းချင်းကိုချိုးနဲ့ခုနှစ်ကလေးတိုင်းကစားလို့အပေါ်ပင်မှာကျတော့သုံးလုံးပေါင်းသုံးညချိုးနဲ့6ကလေးတိုင်းကစားရတာတွေ့ပါမယ်ဒါမို့ယခုပွဲစဉ်အတွက်သုံးညကလေးတိုင်းဒီလေကျွန်တော်သုံးလုံးပေါင်းချင်း8ဆိုပြီးတော့ကျွန်တော်ကစားသေးရမှာဖြစ်ပါတယ်သုံးလုံးပေါင်းချင်း၈အချိုးကစားတဲ့အခါမှာလည်းကျွန်တော်ဒီက၄ကလေးတိုင်း ၃ညရဲ့ဒီက၄ကလက်တာရင်ဆိုပေါင်းမယ်ဆိုရင်၄သုံးညလေးသုံးလုံးပေါင်းရင်၈ဆိုပြီးတော့ရရှိတဲ့အတွက်ကြောင့်ဒီ၃ညကလက်တာရင်ဒီစိုင်းမှုနှမျိုးနဲ့ကိုင်းကြီးတယ်ကိုတွေ့ရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်မိတ်ဆွေများကိုဒီစိုင်းမှုအချိုးရစိုင်းမှုနှမျိုးနဲ့၃ညကလက်တာရင်ကိုဒါထုတ်ပြပေးတယ်စိုက်ဖြစ်ပါတယ်ဒီစိုင်းမှုကတော့ဒါအလဲတိုင်းစိုက်ဖြစ်ပါတယ် ဆက်လက်ပြီးတော့ကျွန်တော်နောက်ထပ်နောက်ပိတ်ကဏ္ဍကိုဆက်ပြီးထုတ်ပြပြုံးမှာဖြစ်ပါတယ်။မိษွေများအနေနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။မိษွေများကိုကျွန်တော်ဒီဆက်လက်ပြီးတော့ဒီနောက်ပိတ်ကဏ္ဍထုတ်ပုံလေးကိုဆက်ပြီးရှင်းပြပြုံးမှာဖြစ်ပါတယ်။ဒီနောက်ပိတ်ကဏ္ဍထုတ်တဲ့အခါမှာတော့ဒီနောက်ပိတ်စိုက်ကြည့်လဲစိုက်မှုနှမျိုးနဲ့နောက်ပိတ်တစ်လုံးကိုထုတ်ပြတော့မှာဖြစ်ပါတယ်။ ပထမဆုံးနောက်ပိတ်ထုတ်ယူပုံကတော့ကျွန်တော်ဒီသုံးလုံးပေါင်းခြင်းအချိုးညီနဲ့နောက်ပိတ်ကိုထုတ်ပေးမှာဖြစ်ပါတယ်။သုံးလုံးပေါင်းခြင်းအချိုးဒီလဲနောက်ပိတ်ကနန်းသုံးလုံးပေါင်းခြင်းအချိုးကိုယူမှာဖြစ်ပါတယ်။နောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးကိုယူတဲ့အခါမှာဒီ65ပွဲစဉ်ရဲ့နောက်ပိတ်5ကြပုံကိုအရင်ရှင်းပြမှာဖြစ်ပါတယ်။65ပွဲစဉ်နောက်ပိတ်5ဒီလေကျွန်တော်နောက်ပိတ်3လုံးပေါင်းခြင်းဒီဘက်က3 4 1ပွဲစဉ်နောက်ပိတ်1ရယ် ရှိချောင်းငါပွဲစဉ်နောက်ပိတ်9ရဲ6တုံ6ပွဲစဉ်နောက်ပိတ်6ရဲဆိုပြီးတော့ဒီကနန်း3လုံးပေါင်းတဲ့အခါမှာ1 5 6ပေါင်းခြင်းဒီ3လုံးပေါင်းခြင်း2ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီ1ရဲ9ရဲပေါင်းမယ်ဆိုရင်လည်းပေါင်းခြင်း6ဒီက6နောက်ပိတ်နဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း2လို့ရရှိမှာဖြစ်ပါတယ်ဒီစိုက်မှုမှာဆိုရင်လည်း3လုံးပေါင်းခြင်း2ချိုးနဲ့ 865ပွဲစဉ်နောက်ပိတ်5ကစားလို့ဒုတိယ98ပွဲစဉ်10နောက်ပိတ်ကြည့်လေကျွန်တော်ဒီ3လုံးပေါင်းချင်းနှစ်နဲ့ပဲကစားတတ်တာကိုတွေ့ရှိမှာဖြစ်ပါတယ်နောက်ပိတ်ကနေ3လုံးပေါင်းချင်းဒီဒီ66ပွဲစဉ်နောက်ပိတ်2ရယ်96ပွဲစဉ်နောက်ပိတ်2ရယ်ဒီက6ခွင့်ချပွဲစဉ်နောက်ပိတ်ရှိရဆို3လုံးပေါင်းယူတဲ့ခါမှာလေကျွန်တော်3လုံးပေါင်းချင်း1လို့ရရှိတာတွေ့ရှိမှာဖြစ်ပါတယ် ီနှစ်ရက်ရှစ်ရက်ပေါင်းမှဆိုရင်ပေါင်းချင်း၃ညပေါင်းချင်း၃ညနှစ်ရက်ပေါင်းမှဆိုရင်၃လုံးပေါင်းချင်းနှစ်ချိုးနဲ့ပဲ6ခွန်8ပွဲစဉ်ရဲ့ရှင်းနောက်ပိတ်ကိုကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။ဒါအောင်ဒီဆိုင်မှုချိုးရဆိုရင်ကျွန်တော်ယခုပွဲစဉ်ရဲ့နောက်ပိတ်ကနန်းဒီလဲ၃လုံးပေါင်းချင်းနှစ်ချိုးနဲ့ထုတ်ထားမှာဖြစ်ပါတယ်။၃လုံးပေါင်းချင်းနှစ်ချိုးနဲ့ထုတ်မှဆိုရင်ကျွန်တော်ဒီက၃ညလေးလေးပွဲစဉ်နောက်ပိတ်၄ရယခုပွဲစဉ်နောက်ပိတ်ရယ် ဒီ၈၄၃ပွဲစဉ်နောက်ပဲရဆို၃လုံးပေါင်းမှဖြစ်ပါတယ်၃လုံးပေါင်းဖြစ်ဖို့ဆိုရင်ဒီကကျွန်တော်၃ရ၄ရပေါင်းမှဆိုရင်ပေါင်းချင်းခုနှစ်ပေါင်းချင်းခုနှစ်ဆိုတော့ကျွန်တော်ဒီကနောက်ပဲကနန်းနဲ့၃လုံးပေါင်းချင်းနှစ်ဖြစ်ဖို့ဆိုရင်ဒီမှာ၂လုံးပေါင်းချင်းခုနှစ်ဖြစ်တဲ့အတွက်ကြောင့်၃လုံးပေါင်းချင်းနှစ်ဖြစ်ဖို့ဆိုရင်၅နောက်ပဲကိုထည့်ကစားမှသာလင်ကျွန်တော်၃လုံးပေါင်းချင်းခုနှစ်ကိုရရှိမှဖြစ်ပါတယ်ဒါမှမဟုတ်ဒီစာမှုရ၃လုံးပေါင်းနှစ်ဖြစ်ဖို့အတွက် ဆိုရင်ကျွန်တော်၅နောက်ပိတ်ကိုထည့်ကစားပေးမှဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပင်နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့၅နောက်ပိတ်ရရှိပုံကိုဆက်ပြီးရှင်းပြပေးဦးမှဖြစ်ပါတယ်နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့ယူတဲ့အခါမှာတော့နောက်ပိတ်၃လုံးပေါင်းခြင်းစီနီယာနဲ့ထုတ်ပြသွားမှဖြစ်ပါတယ်နောက်ပိတ်၃လုံးပေါင်းခြင်းစီနီယာယူတဲ့အခါမှာတော့ကျွန်တော်ဒီခွင်ရှင်းတဲ့ပွဲစဉ်နောက်ပိတ်နေ့ရကျွန်တော်ဒီ ရှစ်ချောက်ခွန်ပွဲစဉ်နောက်ပိတ်9ရက်ယခုပွဲစဉ်နောက်ပိတ်9ရက်ဆိုပြီးတော့ကျွန်တော်၃လုံးပေါင်းတဲ့အခါမှာကျွန်တော်ဒီရက်နှစ်ရက်နှစ်နောက်ပိတ်နဲ့ခုနောက်ပိတ်နဲ့ပေါင်းမယ်ပေါင်းချင်း9ပေါင်းချင်း9ရက်ဒီရက်9ရက်9နောက်ပိတ်ရက်ပေါင်းမယ်ဆိုရင်၃လုံးပေါင်းချင်းဒီ4လို့ရရှိမှာဖြစ်ပါတယ်၃လုံးပေါင်းချင်း4အချိုးနဲ့ပဲဒီပွဲစဉ်မှာဒီမှာ 65ပွဲစဉ်နောက်ပိတ်9ကိုကစားထားတွေ့ရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြိုင်ကိုကြီးတဲ့အခါမှာတော့ဒီက3နှစ်3ညာ2ပွဲစဉ်ရဲ့နောက်ပိတ်2ရဲ့ဒီက665ပွဲစဉ်နောက်ပိတ်9ရဲ့ဒီက6ခုရှိပွဲစဉ်နောက်ပိတ်8ရဲ့ဆိုပြီးတော့3လုံးပေါင်းယူမှာဖြစ်ပါတယ်နှစ်ရဲ့9ရဲ့ပေါင်းမယ်ဆိုပေါင်းကြီး9ပေါင်းကြီး9ရဲ့ဒီက8ရဲ့ပေါင်းမယ်ဆိုရင်ရှင်းနောက်ပိတ်နဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း9ချိုးနဲ့ပဲ ရှင်းနောက်ဘက်ကစားတာတော့တွေးရှိတာမို့ဒီစားမှုရဆိုရင်သုံးလုံးပေါင်းချင်းစီနေရချိုးနေပဲကျွန်တော်ဒီ၅နောက်ဘက်ကစားမှုကိုဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်သုံးလုံးပေါင်းချင်းစီနေရချိုးရဆိုရင်သုံးကျွန်တော်တို့အပေါ်မှာသုံးလုံးပေါင်းချင်း၄ဒုတိယပြီမှာသုံးလုံးပေါင်းချင်းကယခုပွဲစဉ်မှာဆိုရင်သုံးလုံးပေါင်းချင်း၆လို့ယူရမှာဖြစ်ပါတယ်သုံးလုံးပေါင်းချင်း၆ယူမယ်ဆိုရင်ဒီကတော့ နောက်ပိတ်3ညရဲ့ဒီကနောက်ပိတ်1ရဲ့ဒီကနောက်ပိတ်5ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်တို့3ည1ရဲ့ပေါင်းမယ်ပေါင်းချင်း1ပေါင်းချင်း1ရဲ့ဒီက5နောက်ပိတ်ပေါင်းသုံးလုံးပေါင်းချင်း6လို့ဆိုပြီးတော့ဒီမှာ5နောက်ပိတ်ကိုရရှိတာဖြစ်ပါတယ်။ဒါကိုဒီစိုက်မှုမှာဆိုရင်လည်းကျွန်တော်တို့စိုက်မှု2မျိုးနဲ့5နောက်ပိတ်ကိုထုတ်ပြပေးတာဖြစ်ပါတယ်။ဒါမို့ယခုပွဲစဉ်မှာမိတ်ဆွေများကိုစိုက်2မျိုးချင်းစီနဲ့ထိပ်စီးရဲ့ လေတာရဲ့နောက်ဘက်ရက်ကိုเนาะစိုင်းမှုနှမျိုးနှမျိုးစီနဲ့ထုတ်ပြထားတာမို့ဒီကနန်းသုံးလုံးပေါင်းပြီးတော့ကနန်းတစ်ခွက်ကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါဦးမယ်ခင်ဗျာမိษွေများနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာမိษွေများကိုကျွန်တော်နဲ့ဒါ20ကြိမ်အတွက်နော်ထိတ်ရှိအလဲတိုင်းနောက်ပိတ်ဆိုပြီးတော့အထူးကြိုးစားပြီးတော့ရှားပွေမျှဝေပေးတာဖြစ်ပါတယ် မိတ်ဆွေများအနေနဲ့လည်းကျွန်တော်အပေးသွားပြင် like ကလေးများပေးခဲ့ဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါရခင်ဗျာယခု20ကြိမ်မှာဆိုရင်မိတ်ဆွေများအချိန်နှစ်သက်လို့ကစားမယ်ဆိုရင်ဒီဆိုင်မူရထုတ်တာကဏ္ဍသည်ထိတ်စည်းသည်ဒီမှာ6လို့ရရှိသလိုလဲတိုင်းကဏ္ဍသည်3ညလို့ရရှိတာဖြစ်ပါတယ်နောက်ပိတ်ကဏ္ဍသည်5လို့ရရှိတာမို့မိတ်ဆွေများအနေနဲ့နော်3ဒီတွင်နဲ့20ကြိမ်မှာကစားမယ်ဆိုရင် ကျွန်တော်ဒီ6395ဆိုတဲ့ကဏ္ဍလေးကိုမိတ်ဆွေများကြားနေတဲ့ရင်ကစားပေးဖို့ကျွန်တော်လည်းဒါထုတ်ပြပေးတာဖြစ်ပါတယ်။ဒါမို့ယခုမိတ်ဆွေအားလုံး20ကြိမ်မှာကျွန်တော်ယခုပြပေးတဲ့ကျွန်တော်ဒီအထူးကဏ္ဍဖြစ်တဲ့6395ကဏ္ဍလေးနဲ့ပေါ်တိကဏ္ဍရရှိကြပါစေလို့ဆုတောင်းပေးပါတယ်။နောက်နောက်ဗီဒီယိုများမှာလည်းကြားမှာစွာဖြင့်ပြန်လည် တွေ့ဆုံကြပါအောင်ဆိုခင်ဗျာ။